စ်သားတွေကထိတ်တန့်တနက်ပြည်သူတွေချမှာမိုက်ကိုလာဟာနေရာရတိုက်ကြောင်တက်တည်ပြဖို့အတွက်မိုက်ကိုလာဟာ20စက္ကန့်အောက်မှာ AK47 ကိုဖြုတ်တက်လွတ်ပြရမယ်ပြက်သားတဲ့စင်ခေါ်မှုကြီးကိုလက်ခံလိုက်ရပါတယ်လူတိုင်းကစောင့်ကြည့်နေကြတယ်ဖိအားကတကယ်ပဲရှိပေမဲ့သူကလှုပ်ရှားမှုတိုင်းကိုခွဲစိတ်တလို့တိကျစွာလှုပ်ဆောင်ခဲ့ပြီးအလုပ်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်ပြီးတော့အတင်းကျပ်ဆုံးစမ်းသပ်မှုဖြစ်တဲ့သူ့ဘေးနားမှာတနက်ပစ်ဖောက်နေချိန်လုံးဝမလုံမယက်ငိမ့်သက်စွာနေရတဲ့အချိန်မှာတော့နီကိုလာဟာလုံးဝကိုမလုံမယက်မအော်ဟစ်ပဲရုံးတူလို့အေးဆက်နေခဲ့ပါတယ် ဒါပေမဲ့အရာရာတိုင်းတော့အဆင်မပြေခဲ့ပါဘူး။မိုက်ကိုလာဟာသူ့တနက်ကြောင့်အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။သူ့တနက်ကတခြားသူတွေနဲ့မတူဘူး၊လေးလံတယ်၊မတည်ငြိမ်ဘူးပြီးတော့ထိတ်တန်းတနက်သမားအတွက်လုံးဝမသင့်တော်တာရှင်းပါတယ်။ဒါပေမဲ့သူညီညိုတိုင်းနီးပြကဆက်လုပ်ဖို့ပဲပြောပါတယ်။ဆက်လက်လှုပ်ဆောင်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့အတွက်သူဟာလေ့ကျင့်မှုကိုပိုပြီးအရှိန်မြင့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ညဘက်စမ်းသပ်မှုရောက်လာပါတယ်။ပြင်းမှတ်ကိုမီးအလင်းရောင်အနှဲငယ်စက္ကန့်အနှဲငယ်လင်းပြီးမှသာပစ်ခတ်ရမှာပါ။လူတိုင်းကအချိန်မီပစ်ခတ်ကြပါပဲ။မိုက်ကိုလာကတော့ခြံထားခဲ့ပါတယ်။သူကအဲ့ဒီအလင်းရောင်ကိုအကွာအဝေးတွက်ချက်ပြီးလုံးဝအမောင်ကြသွားတဲ့အချိန်အထိစောင့်ကအဲ့ဒီမှသာမောင်းဆွဲချလိုက်ပါတယ်။တစ်ချက်သားပစ်လိုက်ကတိကျတယ်ပြင်းမှတ်ရဲ့ဘိုတဲ့ထဲမှာ။တခြားစစ်သားတယောက်မှဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ဒါဟာအရာအလုံးကိုပြောင်းလဲစေခဲ့ပါတယ်။သူဟာအမြင့်ဆုံးရမှတ်ကိုရရှိပြီးပထမရန်စာမရှိတဲ့အတွက်တာဝန်ပေးအပ်ချက်ခံရပါတယ်။